Nation Voice မင်္ဂလာပါဗျမြန်မာ Nation Voice ရဲ့နိုင်ငံရေးသမိုင်းတစ်ခေတ်အဲရှေးဟောင်းနောက်ပြည့်အစီအစဉ်ဖြစ်ပါတယ်ဗျပြန်အဲ့လိုက်ပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့အဲရှေးဟောင်းနောက်ပြည့်အစီအစဉ်လေးမှာဒီတစ်ပတ်လဲဟိုကျွန်တော်တို့ရဲ့ဒရမာကြီးကိုမျိုးစောခေါ်အဲကလောင်နာမည်တပြည်ပေါ့နော်တပြည်နဲ့လဲဟိုစာပေတွေရေးသားတာဟုတ်အဲ့ဒီနာမည်လေးနဲ့လဲတပြည်ဆိုတဲ့ကလောင်နာမည်နဲ့လဲမိတ်ဆက်ပြီးပါတယ်ဗျကိုမျိုးစောကြီးပဲဖြစ်ပါတယ်ဆက်ပြီးတော့ဟိုဆွင်းလေးဟောပြောတော့ဟိုဒီ ဖြတ်တန်းခဲ့တဲ့ဂီတအဲနေပေရနေပြီးတော့အတွေ့အကြုံလေးနောက်ပြီးတော့တခြားအဲဆက်ဆက်တဲ့အတွေ့အကြုံလေးတွေပေါ့အဲ့ဒါလေးကိုဆက်ပြီးဆွေးနွေးတင်ပြပေးပါဦးမယ်ဗျလူငယ်တွေလည်းပူးတွေ့တာရအောင်ကျွန်တော်တို့ရဲ့အဲရှေးအောင်နှုံးပြလေးတွေဆက်ပြီးပြန်ပြောကြရအောင်ဒုတိယဟုတ်ကဲ့ဒုတိယဒုတိယအစီအစဉ်လေးနဲ့ပေါ့ဟုတ်ကဲ့အဓိကတော့ဟိုကိုမျိုးဆိုရကျွန်တော်တို့လည်းဟိုကျွန်တော်တို့ဟိုပြတ်တန်းခဲ့တဲ့အရာတွေကိုဥနေဝင်းတဲ့တဲ့ဆိုပပါဒီပေါ့နော်မဆလာကေမာမာကျွန်တော်တို့လည်း ဂီတလောကလည်းစပင်ပြီးတော့ဟိုလှုပ်ရှားခဲ့တာဟုတ်ဟုတ်ကဲ့အဲ့တော့ဟိုမခေါ် MRTV လို့အဲ့ခက်တုံးကတော့ MRTV တခုပဲရှိတယ်ဟုတ်တယ်ဗျ State Media ဟုတ်တယ်တခုတခုပဲရှိပါဘာမှမရှိဘူးလည်းမရှိဘူးခုလိုမျိုး Skynet တို့ဘာလို့ညာအဲ့လည်းမရှိဘူးကိုယ်ပိုင် channel လည်းမရှိကြဘူးပေါ့အဲ့တခုပဲအကူရတော့ဆိုလိုတာ State Media ကြီးတွေနိုင်ငံတော်ရဲ့အခမ်းအနားကြီးတွေမှာလည်းကျွန်တော်တို့ပါဝင်တိကျက်ခဲ့ရဘူးလေအခုကြုံရှိတယ်ပေါ့ဗျာဟုတ်ကဲ့ကွန်ပျူတာကြီးတို့လည်းအဲ့လိုမျိုးရှိမယ်ကွန်ပျူတာကြီးအဓိကအဲတက်ဘလော့ကနေရရှိသူဖြစ်တဲ့ခါကျတော့တက်ဘလော့ရဲ့ပွဲတွေလည်း ဒီခက်ခဲတာကခုနများတယ်လေအပြင်ဘောတွေထက်ဆန်တယ်ပြီးတော့တက်မလို့အဲခုနပြောတဲ့ရှေ့တက်ကဒီဘိုင်းနဲ့ပြင်တိုင်းဒီဘိုင်းနဲ့ဖြစ်သွားဘူးအဲ့တော့ကျွန်တော်တို့လည်းဒီဘက်ခက်နဝတာခက်ပြောက်ပြန်တော့ကျွန်တော်တို့လေသမင်ပွဲလို့မခေါ်မလဲညူသားအကားစားညခင်တပင်ပွဲညခင်တပင်ညူသားကလာချောင်းသားအကားစားပွဲတော့အဲ့ဒီပေါ့ဗျာဒါဟိုဘယ်ပြောလေသမင်ပွဲတော့အဲ့ဒီအဲ့ပွဲတွေနဲ့ကျွန်တီးခတ်ပြီးတဲ့ခါမှာကျွန်တော်တို့ရှေ့တန်းစင်ဖွဲ့နေရတယ်ခုနလိုဒင်နာတွေမှာပဲဖြစ်စီကြံတွေမှာပဲဖြစ်စီပေါ့နော်ပွဲတော်တွေမှာ ဒီတကယ်နိုင်ငံတော်ကြီးကဲတွေနဲ့စုံစည်းခဲ့ရတဲ့ပွဲတွေလည်းရှိခဲ့တယ်ဗျာသူတို့တွေတက်ရောက်တဲ့ပွဲတွေပေါ့နော်ကျွန်တော်တို့ရဲ့ချီဂုံပြူချီမြင့်တဲ့ပွဲမျိုးတွေအမှုပြရှင်တွေလည်းချီမြောက်တဲ့ပွဲတွေဒီနာမှာအဲခုနပြောလက်ဆောင်တွေပြရတဲ့ပွဲအမျိုးတွေလည်းကျုံခဲ့ရတယ်ဗျာအဲ့တော့နိုင်ငံတော်ကြီးကဲတွေနဲ့လည်းတွေ့ဆုံခဲ့ရထင်ရှားတယ်ပေါ့ထင်ရှားတဲ့နိုင်ငံတော်ကြီးကဲတွေနဲ့တွေ့ဆုံခဲ့ရတဲ့ပွဲတွေလည်းကျွန်တော်တို့လည်းကျုံခဲ့ရလို့ကိုမျိုးစွေကြီးလည်းကျုံခဲ့ရမယ်လို့မျှော်လင့်တယ်ရေးအမျိုးတွေရှိခဲ့တယ်ဆိုရင်လည်းအဲအမှုပညာကျောင်းပြောရင်လည်း ။ဒါလေးလည်းဆက်ဆက်တင်ပြပေးပါဦးဗျ။ဟုတ်ကဲ့ပါဗျ။ဟိုကျွန်တော်တို့ပြီးခဲ့တဲ့ပတ်တော်ကတော့ဒါပေါ့ပါပါနဲ့ပေါ့နော်။ပေါ့ပါနဲ့ဒီဂီတအနုပညာလောကတွေကိုစပြီးတော့ရောက်တဲ့ဟာလေးပြောတာပေါ့။အဲ့တော့ရည်သေးရပေါ့နော်။အခုကမပေါ့ပါတော့လား။မဟုတ်ဘူးဟာတော့ဆရာကြီးဥောင်သေးစကားနဲ့ယူခဏယူပြောရတယ်ရည်ရည်ပြီးလို့ရှင်မောเสียရလာ။အော်ရေမောเสียရ။ရေမောเสียဆိုတော့ရည်ရည်ပြီးရင်မောเสียရလာပေါ့။မောเสียဆိုတော့ဟိုလိုကြီးဟွဲဟွဲမောနေတာမဟုတ်ပါဘူး။ ကျွန်တော်လွမ်းမောစရာလေးပါလွမ်းမောစရာပြောတာပါလွမ်းမောစရာပြောလွမ်းမောစရာလေးကောင်မလေးတွေကြောင်းပါအောင်ပါကောင်မလေးကောင်မလေးတွေကြောင်းထက်ဟောနော်တကယ်ဟိုတသိသိနဲ့လွမ်းစရာလေးလွမ်းစရာကောင်းတဲ့အဖြစ်အပျက်လေးကျွန်တော်ကြုံခဲ့မှုပါတယ်အဲ့တော့ကျွန်တော်ဒီဟိုဟိုဒီဟာတွေကလည်းဒါကျွန်တော်တို့ကပြန်ပြောတယ်ဆိုတာလေဘယ်လိုသဘောနဲ့မှပြောတာမဟုတ်ဘူးဒါရင်တော့ဒါတမိုင်းမှာမရှိခဲ့တဲ့ဟာလေတကယ်အဖြစ်ပြက်တကယ်အဖြစ်ပြက်ဆိုတော့ဒါတွေကတိတ်ကြီးကြီးကိစ္စမဟုတ်တဲ့အတွက်တမိုင်းမှာတော့ ထင်ရှားမှတ်တမ်းတင်တာမရှိဘူး။သို့တော့ဘယ်သူမှမသိသေးဘူး။ကျွန်တော်တို့ပဲသိတယ်။ကျွန်တော်တို့ပဲသိတဲ့အတွက်ဒါဒီခေတ်လူငယ်သိအောင်လို့စိတ်ဝင်စားတဲ့လူတွေသိအောင်လို့သိတဲ့တဲ့ဟာလေးကိုဆရာလုပ်တာမဟုတ်ဘူး။သိတဲ့တဲ့ဟာလေးကိုဒါပြောပြအပြန်ပြောပြ။ဟုတ်လားပြောရတာလေကျွန်တော်တို့ပြောခဲ့တဲ့ကျွန်တော်တို့လည်းခေါင်းဆောင်တဲ့နိုင်ငံရေးသမိုင်းတစ်ခေတ်ကရှေးရောက်နောက်ပြစ်ဖြစ်ပျက်လေးတွေကိုဒါပြန်လည်းတင်ပြတာပေါ့။ကျွန်တော်တို့ဘဝမှာဖြတ်သန်းခဲ့ရတဲ့သမိုင်းနဲ့ခေတ်ခေတ်မှာကြုံခဲ့ရတဲ့သမိုင်းပေါ့။ဒီသမိုင်းဟာလေးတချို့မှတ်တမ်းမတင်ထားတဲ့ဟာလေးတွေကိုဒါပြန်ပြောပြတာ ဲကျွန်တော်ဒီတက်မတော် COE မှာ1990လောက်ကရောက်တာ90လောက်ကစပြီးတော့ကျွန်တော်စပြီးတီးတာပြီးတော့ကျွန်တော်ထင်တယ်92လောက်မှာထင်တယ်အဲ့တုန်းကကျွန်တော်တို့အခုလည်းကြောက်ပါလိမ့်မယ်ကျွန်တော်တို့ဗာလဲဟိုနိုင်ငံတော်ညီတီနေဝေးပြပြမှုတီဆောင်ရေးအဖွဲ့ဥက္ကဋ္ဌဖလားခေါတိရိုက်ပြိုင်ပွဲဆိုတာဟိုတုန်းကအဲ့တော့ကြီးကျယ်လုပ်ကြတာအဲ့တော့တက်မတော်ခေါခွဲမှာလုပ်တာပေါ့အဲ့အဲ့ဟိုဘလောက်ဖြစ်မယ်92 93လောက်သူကလောက်တာတော့3လနှစ်လောက်စရက်လုပ်နေတူတယ်ကျွန်တော်တေချာတော့မဟုတ်ဘူးဒါပေမဲ့အဲ့တော့ကျွန်တော်ဂျုံငယ်တော့တွတ်တိခဲ့တာတော့92 93လောက်ပေါ့ နောက်ကျွန်တော်မှတ်မိတာကအဲ့ဘွဲမှာစပွန်ဆာပေးတဲ့လူကကျွန်တော်ဒီနိုင်ငံနိုင်ငံကြီးမင်းသမီးလင်မယားနှစ်ယောက်အဲသူတို့ကနေပြီးတော့စပွန်ဆာပေးတာဒီဒီဘွဲကိုခေါ်တာအဲ့တော့အဲ့ဘွဲကြီးမှာသူတို့ညဘက်ညသာစာဘွဲလောက်ကြတာညသာစာဘွဲကျွန်တော်ဒီဘွဲကတတိယတတိယဆိုတော့အဲလူကြီးဘွဲပေါ့နော်လူကြီးဘွဲဆိုတော့လူကြီးဘွဲဆိုရင်လည်းအဲ့ခေတ်တုန်းကတော့ဘယ်လိုလဲဆိုတော့ဘေးနာပက်ပလစ်ကရှိတယ် တက်ပလက်ဆိုအဲ့ခေါက်ကွင်းထဲမှာရှိတဲ့မိသားစုတွေနဲ့ခေါက်ကယ်ရီတို့ဘာလို့ပေါ့နော်ကယ်ရီအဖွဲ့တွေပါတယ်အဲခေါက်ကွင်းဝန်ထမ်းတွေပါတယ်သူတို့ကလည်းဘေးနားမှာဝိုင်းချနေကြတာပေါ့အဲ့တော့အဲ့တော့ကဒီနဝတဥက္ကဋ္ဌဖလားခေါက်တီးရိုက်ပြန်ပွဲစုချင်းမြင်ပွဲအခမ်းအနားညသာစားပွဲအခမ်းအနားပေါ့နော်အဲ့ခမ်းအနားမှာအာအဲ့တော့ကနံပါတ်1ပုံကိုကြီးကလွှင်ကျန်တဲ့ဟိုနဝတအဖွဲ့ဝင်တွေရောဝန်ကြီးတွေရောတိုင်းမှုတွေရောတော်တော်များများတက်ကြတော်တော်များများတက်ကြလူစုံလဲပေါ့နော်အဲ့တော့ကနံပါတ်1ပုံကိုကြီးကတော့ ကျွန်တော်မှတ်မိသလားမတက်ဘူးအဲ့တော့အဲ့တော့နံပါတ်2ကနေစပြီးတော့အကုန်လုံးအကုန်လုံးတက်ကြတာတက်ကြတာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ပထမတော့တီးတာပေါ့ကွာတီးတယ်ညမှာကျွန်တော်အဲ့တော့စတီးကြတာပေါ့တီးတီးတီးနဲ့ဘယ်လိုဖြစ်လဲဆိုတော့ဆိုညသာစားပွဲဆိုကျွန်တော်တို့ကဒါဟိုကပါတယ်လေ drink ပါတော့ drink ကပါတယ် drink ကပါ Cheers အဲ drink ကပါ drink ပါဟဲ့တော့တော်တော်နည်းနည်းနည်းဟိကတက်လာဟိကတက်လာဆိုတော့လူကြီးတွေလည်းဘာပဲပြောဟို ဟိုသူတို့ပြောတာပေါ့ပြောတာပေါ့အရင်ပြောတာပေါ့ပြောပြီးတော့ကကြခုံကြပါတော့ကကြခုံကြရင်လည်းဂျားချက်ပြောတခုပြောအဲ့ဒီမှာဘာသွားတွေ့ဆိုတော့ကျွန်တော်ကဟိုရှေ့မှာတုန်းကနဝတ္တဥက္ကဋ္ဌနဝတ္တအတွင်းဦးတစ်ကဘူချုပ်ကြီးခင်ညုံပေါ့အဲ့တုန်းကတော့ဘူချုပ်ပဲဖြစ်နေတယ်ဘူချုပ်ခင်ညုံပေါ့သူကအရင်မတော်ဘူးသူကအရင်မတော်ဘူးသူကသူကဖန်ခွဲလေးတဲမှာအချွေလေးထည့်ပြီးသူတာဝါလေးပတ်ပြီးတော့ချီရဆွလုပ်တယ်ချီရလုပ်တယ်ဒါပေမဲ့သူကအရင်သူကအရင်မတော်သူကျွန်တော်မှတ်မှတ်မယ်အဲ့တော့အရင်မတော်တာသူရဲ့အဲ့တော့ရောင်းလဲဆက်ချုပ်တိုင်းကဘူချုပ်မျိုးညွတ် တော့သူလည်းမတော့ညိုညိုသူလည်းမတော့သူလည်းမတော့သူလည်းသူတို့နှစ်ယောက်ကမတော့ကြောင်ကျန်လူတွေတောက်ကြတာတွေ့တောက်ကြတောက်တော့အဲ့တော့ထုံးစံတိုင်းပေါ့ခီယာတက်လာတဲ့ခါကျတော့အာဘိုးကျောင်းကျွန်တော်တို့ချင်းမောက်ပိုင်းနဲ့ခွက်ချင်းလာတိုက်ကြခွက်ခွက်တိုင်နဲ့တိုက်တဲ့ခွက်ကဟိုငူးနေတော့မောက်မောက်ကြအဲ့ဘိုးကျောင်းခင်ဘိုးကျောင်းခင်ရဲ့ပေါင်ပေါ်ကြတယ် ကြောက်စရာကြီးတကယ်တမ်းကျတော့တကယ်ကျတော့စဉ်းစားအဲ့ခေတုန်းကသာရှက်ရှက်တောက်နေသူကနံပါတ်3နေနံပါတ်3နေအင်္ဂါစင်ရဆိုအင်္ဂါစင်နံပါတ်3ရှက်ရှက်တောက်နောက်ပြီးတော့ထောက်လိုင်းညွန်ကြိုင်းမှုကျောက်ထောက်လိုင်းညွန်ကြိုင်းမှုကျောက်ပြီးတော့စစ်မားပြူပါလေးလာရေးဌာနကြီးမှုအဲ့တော့သူအဲ့လိုမျိုးသူရာရိုးရအများကြီးအဲ့တော့အဲ့ဒီအချိန်မှာပြုတ်ကျသွားအချိန်မှာအဲ့သူကတစ်ချက်မှအပြုံးမပြတ်ဘူးညနာမပြတ်ဘူးညနာပြတ်ဘူးဟာကအာဘုရားကျသွားတဲ့ဘေးနားမှာရှိတဲ့ PS ဆိုတာလာပြီးတော့တုတ်ပြီးရရရရဘာမှမပြောအဲ့သူ AC ပဲသူကြည့်ဒါတော့တစ်ချက်ပေါ့နော်ဒါကျွန်တော်ကဒါတင်းရင်တက်လိုက်ကျွန်တော်လှန့်တွေ့ရပါတယ်ကျွန်တော်တို့ကအဲ့မှာအပေါ်မှာ တင်းတက်တဲ့အဲ့လိုဖြစ်ပြက်ကြအောင်တွေ့တာစိတ်ဆိုးရတာစိတ်တူရတာစိတ်ဆိုးရတာစိတ်တူရတာမရှိဘူးအဲ့အဲ့လိုမျက်နှာပြက်သွားတာမရှိဘူးအေးစစ်စစ်ပဲဟဲ့ तू အဲ့လိုလဲ तू ဘာမှမပြောဘူးဖြစ်တဲ့လူလဲကျွန်တော်သိပါတယ်ဒါပေမဲ့မပြောတော့ပါဘူးအဲ့ဒီကတော့ဒါ तू ကဟိုကပြတော့ဟိုဘာမှပြဿနာမရှိဘူး तू အဲအေးစစ်ပဲဆက်နေဆက်နေတယ်တဖြည်းဖြည်းနဲ့ပွဲရနည်းလေးဟိတ်တက်လာတော့ဟိတ်တက်လာတော့ဟိုတချင်းအပေါ်မှာတချင်းစုံနေတယ်တချင်းစုံနေရတဲ့အောက်ကကကြာနောက်အောက်ကကတဲ့အစ်စင်နေမကတော့စင်မော်တီကတက်လာပြီးတော့ကောင်းနေပြီလေဟာကောင်းနေစင်မော်တီကတက်လာပြီးတော့အတင်း ဟာဟိုကလက်ဆွဲဘာစာကမနော်ဒါလူကြီးတွေလူကြီးတွေလူကြီးတွေပေါ့အဲ့တော့အဲ့တုန်းကအခုကဒါဒီခေတ်အနေထားနဲ့ဆိုရင်တော့ဘာမှမထူးခြားဘူးဒါဘာလို့ဆိုတော့ကျွန်တော်တို့ဘားတွေကလပ်တွေမှာဒီလိုပဲဒါကျွန်တော်ပေါ်ပေါ်ပေါ်ဒီဟာတွေကဘာမှမထူးခြားတဲ့ကိစ္စအဲ့ဒါအဲ့ခေတ်တုန်းကအချိန်ကျတော့ထူးခြားတယ်အဲ့လိုမျိုးကြီးကိုမဖြစ်ဘူးလေဒါကျွန်တော်တို့တက်သေးမှာဒီမှာတက်မွေးလေးတို့ပေါ့သွားတည်ရင်တော့မှာပဲ RB ကဘင်းနာမှာစောင့်နေရတယ်ပြီးကဖို့အတွက်ကဘင်းနာမှာရှေ့မှာချမ်းခတ်တယ်စမော်တက်ချင်းချင်းခါချာချက်ချင်းဟို အချုပ်လက်သွားဒါပေမဲ့ခုကလူကြီးတွေဖြစ်နေတယ်လူကြီးလေ RV လည်းဘာမှမတက်နိုင်ဘူးဟိုဟိုဟို RV လည်းဘာမှမတက်နိုင်အဲ့တော့အာအကုန်လုံးပေါ်ရိုးရိုးနဲ့အာကကြခုံရပါတော့နောက်ပိုင်းကျတော့ဟိုပွဲပြီးသွားတာပေါ့ဆိုလိုတွေပါခေါ်ကပေါ့အဲဆိုလိုတွေလည်းခေါ်ကပေါ့ဆိုလိုတွေကအမျိုးသမီးဆိုတော်တွေများပါတယ်မိတို့ကအဲသူတို့ခေါ်ကကြခုံကောင်းကြနဲ့အသင်းဆိုတွေလည်းအတင်းမိုက်တွေလူဆိုပေါ့ဘာဘာဒါဒါကောင်းနေပြီကောင်းနေပြီအဲ့လိုတွေဖြစ်တော့တွဲကကြပေါ့တွဲကကြတော့ဟိုစတီဝဲကဆိုတော်ကောင်မလေးတွေလည်းသူကပါတယ်ကပြီးသူလူကြီးတွေအစင်ပြောင်းလောက်ကပြီးじゃん အဲ့ဒါပြောချင်တာကအဲ့ဒါလဲပွဲရပြီးသွားတော့ကဲအဲ့ဒါပြန်မယ်ဆိုတော့အဲ့မှာထပြီးလူကြီးထပြန်ကြတော့ကျန်တဲ့လူတွေကတော့ဟိုကျန်တဲ့လူတွေကတော့အောက်မှာထိုင်နေရှိနေတယ်မပြန်ကြလို့မတ်တက်တယ်ပေါ့နော်ခွေးလေးကိုင်မတ်တက်လေးပေါ့ဟိုဘုကြကြီးခင်ညွန့်လို့ပြန်ပဲဟလာဘူးအဲ့တုန်းကဟိုဘုကြကြီးမမောင်ခင်တို့ဘုကြီးတင်ထွန်းလို့ပါတယ်အဲသူကလည်းပြန်မယ်ဆိုတဲ့ခါမှာအဲ့ဘုကြကြီးမမောင်ခင်နဲ့ဘုကြီးတင်ထွန်းနဲ့အနှစ်ယောက်ကအရင်ပြန်တယ်အရင်ပြန်တော့သူတို့ယောက်ကပြန်ပြီးတော့နောက်ပြန်သွားချိန်မှာကျွန်တော်တို့ကအဲ့ချိန်မှာစတင်ပေါ်မှာကျွန်တော်တို့ကဟိုလက်လေးချီပြီးတော့သူတို့နှုတ်ဆက် နှုတ်ဆက်ချိန်မှာဒါရေချိန်မှာသူလည်းပြန်သွားရင်ရမှန်ပြီးပြီပေါ့ပြီးသွားပြီပြီးသွားပြီအလုံးအောင်မြင်ပြီးသွားပြီပြီးသွားပြီဟိုကနောက်တော့အောင်မြင်သွားခန္ဓာအောင်မြင်သွားပြီးဆုံးကျင်ရပါပြီမြတ်ဝါမျက်နှာတွေပါဆိုပြီးသွားပြီးသွားပြီပြီးသွားပြီချိန်မှာ तू ကဟိုဟာဘိုးချိုကြီးလူကြီးတွေကို तू ကလိုက်ပို့လိုက်ပြီးတော့ तू ကဒီဘက်ကိုပြန်တက်ပြန်ဝင်လာပြန်ဝင်လာတာပြန်ဝင်လာပြီကျွန်တော်စင်ပေါ်ကိုတက်လာအဲ့ဒါဘိုးချိုကြီးဘိုးချိုကြီးခင်အဲ့ဘိုးချိုကြီးနောက်ကဘိုးချိုမျိုးညွတ်ပါဩနှစ်ယောက်လုံးနှစ်ယောက်လုံးတက်လာတက်လာပြီးတော့စင်ပေါ်ကိုတက်လာပြီးတော့ ူကဘာပြောလဲဆိုတော့အေးတာတို့သမီးတို့အစင်ပြေကြလားတဲ့ဒါသူပြောတဲ့စကားကျွန်တော်အခုချိန်ကြီးမှတ်မိတယ်အစင်ပြေကြလားဟုတ်ကဲ့ပြေပါတယ်ပြေပါတယ်ဖောက်ပြေပါတယ်အဲ့သူကဟိတ်ကွာတဲ့ဟိုသူတို့ကတဲ့ဟိုတနှစ်ပတ်လုံးနိုင်ငံတာဝန်တွေနဲ့ပြိနေတာပေါ့ဒီလိုလို့လက်လက်ပြောရပါတဲ့အချိန်ဆိုတာမရှိဘူးတဲ့ဒီပွဲလေးမှာပဲသူတို့ကပြောရပါတာပေါ့နော်စိတ်လွတ်ကိုလို့စိတ်လွတ်ကိုလို့ပြောရပါတာပါတဲ့အဲ့တော့တအားသမီးတို့ဒီအတွက်နဲ့ စိတ်နှောက်ရှက်ဖြစ်သွားလို့ရှင်ခွင့်လို့ပြပါတဲ့သူတို့အားလုံးရဲ့ကိုစားဘဘတောင်းပန်ပါတယ်မိုက်တယ်နော်ဟာကျွန်တော်ကစိတ်ထဲမှာခုတော့ပြောရင်ချက်သိမ်းထားပါဘူးဟိုကဘာဖြစ်လို့ဆိုတော့သူပြန်သွားလူကြီးတယောက်ပါလူကြီးတယောက်ကလာလူကြီးကြီးကလာလူကြီးကြီးကြီးတယောက်ကလာပြီးကျွန်တော်တို့လာတောင်းပန်တာသူမတောင်းပန်လဲဘာမှတော့မဖြစ်ဘူးဘာမှတော့မဖြစ်ဘူးပြောပြပြပြွဲလည်းပြီးသွားပြီပြွဲလည်းပြီးသွားဘာမှလည်းပြဿနာမရှိတော့ပြီးသွားပြီလေဒါပေမဲ့ तू က ဒီပွဲရဲ့အာကို तू အစားဆုံး तू ကအကုန်လုံး check check နေတယ်သိတယ်ကြည့်ကြည့်နေတယ် तू သိနေသိတော့ဒီဘက်မှာအာဘလူတွေဖြစ်တယ်ဗျာ तू သိသိတဲ့ခါကျ तू ကဒါလိုအပ်လို့ तू တက်လာပြီးတော့ကျွန်တော်တို့ပြန်လာတစ်ခေါက်တစ်ခေါက်ပြန်လာတာပြန်လာပြီးစင်ပေါ်တက်ပြီးတော့နှုတ်ဆက်တာကဲအဲ့ဒါဘဘသွားမယ်နော်သူပြောပြီးလက်လေးပြနှုတ်ဆက်စင်ပါအဲ့တော့ပြောချင်တာက तू ပြန်သွားလို့ရှင်လည်းဘာမှမရှိဘူးကျွန်တော်လည်းသူ့ဘာမှပြောလို့မရဘူးဘူးမှလည်းဟိုလူတွေဘူးမှလည်းဘာမှဒါအရေးကြီးလို့မရဘူးတို့တော့သူ့ရဲ့ဒါသူ့ရဲ့သူ့ရဲ့အဖွဲအစည်းနဲ့ အဲသူ့ရဲ့လုပ်ဖို့ကင်ဘက်တွေသူ့ရဲ့လက်အောက်ငယ်သားတွေအပေါ်မှာသူ့ရဲ့တာဝန်ယူမှုတာဝန်ခံမှုဒါဟုတ်ပြဒါတွေကတော့အင်မတန်ဟိုလေးစားစရာကြီးနူးစရာကြီးနူးစရာကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ရင်ထဲမှာတန်းတန်းလေးဖြစ်ဒါအဲ့ခေတုန်းကကျွန်တော်အသက်က20ပတ်ဝန်း20ကျော်ပဲရှိသေးတယ်20 20ကတော့ပြည့်လောက်တူတင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ထည့်ကျွန်တော်ခံစားမိတယ်အဲ့ဒါကိုအော်ဒါကြောင့်မို့သူလူကြီးဖြစ်တာပါလားဒါကြောင့်မို့သူလူကြီးလူကြီးတယောက်ဆိုတာဒါမျိုးပါလား နော်သူ့ရဲ့တာဝန်ယူမှုတာဝန်ခံမှုဒါသူ့ရဲ့အဖွဲ့အစည်းပေါ်မှာထားတဲ့သစ္စာပြနောက်တစ်ခုကဘာလဲဆိုတော့ဒါအပြင်နောက်တစ်ခုကဘာလဲဆိုတော့သူ့ရဲ့စီယုံကြီးဟုတ်တယ်သူ့စီယုံနှစ်ဖက်လုံးကိုစီယုံတော့တာနော်ဟုတ်တယ်ဟုတ်တယ်အောက်ကခုနကကခုံတဲ့လူကြီးတွေကလည်းသူ့အဲ့ဒါမျိုးတက်ပြီးတော့တောင်းပန်သွားတဲ့အတွက်အော်ငါတို့ခေါင်းဆောင်ကငါတို့ငါတို့ရဲ့အထက်လူကငါတို့အတွက်တာဝန်ခံခွင့်တောင်းပန်သွားဆိုတော့ဟိုလူရဲ့စိတ်ထဲမှာဘာမှပြောပြော plus ကျွန်တော်တို့စိတ်ထဲမှာလည်း ကျွန်တော်တို့ကလည်းလက်အောင်ငယ်သားလေးတွေလက်အောင်ငယ်သားအေးလက်အောင်အော် तू က तू လက်အောင်ငယ်သားတောင်မှငါတို့သူ့လက်အောင်ငယ်သားတွေအတွက်ငါတို့ကိုလာပြီးတောင်းပန်ပါလားဆိုတော့ဟာလေသူ့ပုံမှာကြီးညိုလေးသားစိတ်ကအပြစ်အဲ့ဒါအပြစ်ခုနကျွန်တော်ပြောတဲ့ဟိုကြည်နေတဲ့ပြိဿကကြည်နေတဲ့ပြိဿကလည်းရှိတယ်အဲ့ခေါက်ကွင်းဝန်တန်းတွေရှိတယ်ခေါက်ကွင်းကဟိုဟိုကယ်ရီလေးတွေရှိတယ်နောက်ပြီးတော့အဲ့မှာဟိုပေါ့ကျွန်တော်တို့အဲ့တော့ကျွန်တော်မှတ်မိတာသူ့ဘီယာဆိုင်တွေဘာတွေလေးဘာလဲအဲ့လို ဟိုမြန်မာဘီယာတကုံတို့ဘာလို့ကဘီယာကောက်တွေဘီယာဟိုကောက်တွေလာပြီးတော့ခြပြီးတော့ခြပေးတာရှိတယ်လေအဲ့လိုမျိုးဟိုဘာပဲဟိုကဘီယာပေါ့စီဘီယာစီဘီယာအဲစီဘီယာကောက်တွေခြပေးတာရှိတယ်နောက်ပြီးတော့ခုနကကျွန်တော်ပြောတဲ့ရုပ်ရှင်မင်းသမီးအတိုင်းဝိုင်းတွေရှိတယ်ဒါစပွန်ဆာပြီးရုပ်ရှင်မင်းသမီးအတိုင်းဝိုင်းရှိတယ်အဆိုးတော်တွေအဆိုးတော်တွေရှိတယ်အားလုံးအားလုံးရဲ့နှလုံးသားကိုအားလုံးရဲ့နှလုံးသားကိုဆွဲကပ်ယူလိုက်အဲစက္ကန့်ပိုင်းလေးအတွင်းပါတယ်အဲ့လိုဆွဲကပ်ယူလိုက်အဲ့လိုအရေးချင်းပါနော်အဲ့တော့ကျွန်တော်တို့ဒါတီးလိုက်တာကျွန်တော်တို့ကြုံခဲ့ကြတာပါအဲ့လားအဲ့တော့ အဲ့ဒီဟာလေးတွေ့တာနဲ့ကျွန်တော်ကစိတ်ထဲမှာဩဒါကြောင့်မို့ဒီအမှန်မှန်ဆိုဒီဖွဲ့စည်းသူကျွန်တော်ခေါင်းဆောင်ဆိုတာဒီလိုခေါင်းဆောင်ဆိုတာဒီလိုဖြစ်ရတယ်ဟလားကို့ဖွဲ့စည်းကို့ရဲ့လက်အောက်ငယ်သားပေါ်မှာဒီလိုတာဝန်ယူမှုတာဝန်ခံမှုရှိရတယ်ပြီးစီယုံရေးကိုဒီလိုစီယုံတတ်ရတယ်ဆိုတော့တော့ဒါဟိုခေတ်တော့ကလူကြီးတွေရဲ့နော်စီယုံရေးစွမ်းရည်တို့နော်သူတို့ရဲ့စိတ်ထဲမှာထားတဲ့ mindset ပေါ့နော်ဘလောက်ကောင်းလဲဆိုတာဒါဒါလေးကိုကျွန်တော်ကတွားပြီးမြင်လိုက်မိတယ်ခုကနှစ်ချက်ပေါ့နော်ကိုဘေးစော်ကြီးပြောတဲ့ထမဆိုဟိုသူသူတဲ့ယာရုငယ်တဲ့ ုဂ္ဂိုလ်တယောက်ကမတော်ဆမူးတော့မူးကောင်းနေပြီဒါဝတ်တော့ကောင်းတယ်ရေကွက်တိုင်နဲ့ရက်ဖိတ်ချတဲ့ပုံပါလေသူဝေးမြူမျက်နှာလောက်မပြတ်ဘူးဆိုတော့ဟုတ်တယ်ဟိုအားလေးတစ်ချက်ကလည်းအင်မတန်နူးညံ့တိမ်မွေးပါလေဒါလည်းစီယုံရေပေါ့ခုနပြောတဲ့လူပညာရှင်တွေပေါ်ပဲဖြစ်စီလက်အောင်ငယ်သားပေါ်ပဲဖြစ်စီခုရဲဘော်တွေပေါ်ပဲဖြစ်စီခုနပြောတဲ့ဟိုပြန်သူ့ရဲ့ဟိုတုံ့ပြန်မှုတွေကလည်းတော်တော်လေးညံ့ညောတယ်ပေါ့ဟုတ်တယ်တော်တော်လေးညံ့ညောတယ်ဆိုတော့တော်တော်ကောင်းပါတယ်တော်တော်ဆိုတော့ရာလူကြီးကြီးဆိုများသောအားဖြင့်အချို့တွေအချို့ပြောလာပါတယ်အချို့ရာလူကြီးကြီးတဲ့ခါမှာ ရာလူအချိန်ဝါနဲ့ပေါ့နော် အာနာချိန်ဝါနဲ့နည်းနည်းပါးပါးအဲမောင်းမာမှုလေးတွေရှိတတ်တာပေါ့ဗျာပေါ့ဖြစ်တာပေါ့နော်ဒါပေမဲ့စကားပြောနည်းနည်းမာတာရှိတယ်ပေါ့ဗျာဒါကငါကိစ္စမဟုတ်ဘူးဆိုရင်ဟာမျိုးလည်းရှိမှာပေါ့ဒါပေမဲ့ဒီလူကြီးကချီးကျူးဖို့ကောင်းပါလားဟုတ်ကဲ့ဟုတ်ကဲ့အဲ့မျိုးကျွန်တော်လည်းကြုံဘူးလေကျွန်တော်အဲတအေးဆက်တော့ကျွန်တော်ဒီတော့ကအဲတကြံကြီးမှာအကျိုးနေလားမသိဘူးဒါပါတော့ဒီဒီဒီဟိုဟာကအင်း SV ရဲ့ဟုတ်ကဲ့ပွဲတစ်ခုပါဒီတော့တကြံကြီးသူရေဒီပါရေသူတို့လူကြီးတွေအောက်မှာလောင်းကြတော့ဗျာမိသားစုတွေ လေကြီးတွေနဲ့လေကျွန်တော်တောင်လုံးကြပြီးတော့ तू ကတပြေးကလေးနဲ့ဖလားလေးကရစင်မော်တက်လာတယ်ဒီမှတယောက်ချင်းဒီတီမရဲ့ရေးတအားကြီးတဲ့ဆူလို့မရဘူးသူသိတယ်လေဓာတ်တွေလိုက်ကုန်သူပါလိုက်မှာဆိုတော့ तू ကသိတယ်ဂီတာသမားလေဂီတာသမားလေအော်ဘာလဲအော်မင်္ဂလာပါသူတကူတာချန်ငင်းချမ်းပါစီဗျာဘာညာပေါ့အဆူတောင်းလေးကီးဘုတ်သမားအော်ကီးဘုတ်မှာလည်းရေလောင်းလိုက်ကီးဘုတ်ပေါ်ရေချမယ်ပြီးဓာတ်တွေလိုက်မှာသူအဆူလို့ဆိုလဲဟိုမိုက်နဲ့ဓာတ်တွေလိုက်နေတယ်သူကတကယ်ပြေးကြတယ်တကယ်ညီမ ရိုးရအတားအဆန်ရင်ကျေးမှုတွေပဲဖြစ်သွားတာပေါ့ဟုတ်ကဲ့ဒီလေးနည်းနည်းရင်မှုလေးလည်းပါတယ်ရင်မှုလေးစတာအမှုလေးတွေပါဟုတ်ကဲ့ဒါဆိုဘေ့စ်မာထောက်ဒရမ်မာဆိုလိုက်တာတော့အဲဒီဟိုနေ့လေးတာကြီးဒီကောင်းလေတော့ကျမမင်္ဂလာပါနေ့တည်းကျမဘာညာဆိုတမ်းမီအကြည့်ကဒိတ်တိတ်ကြဲကြီးရဲ့လေထောင်းလိုင်းချိပြီးပြီးတွင်းမှုတစ်ဟုတ်တယ်ဆိုတော့ဒီကူရန်ကအဲ့လိုရေးဒီယူလေးလုပ်တော့ဒီကွားတွေလည်းပြောတာပေါ့လေချိန်နေတာဟုတ်ကဲ့ဟိုကတော့ဖက်လုပ်တယ်ပေါ့သူကသူတက်ပဲတော့သူတို့သူတို့မိသားစုတွေအရာရှိကြီးတွေကြော်တွေ ့ရေတွေပက်ကြီးပျော်ပြီးတော့ပြန်သွားလိုက်ရတာပဲလေဟုတ်တယ်ပြန်ပေါ့ရေတွေလောက်ရှာပါတယ်အဲ့ဒါတွေကသူ့ရဲ့စီရင်စွမ်းရည်လိုပဲပြောရမှာပေါ့နော်နောက်တခြားကျွန်တော်ကြုံမှုလားဆိုရင်လည်းအဲ့လိုပေါ့ဒင်နာတွေပြည်သူပွဲလိုဘာလို့မြို့သားကစားလိုဘာလို့ပြီးရင်ဒင်နာကြီးပြီးတယ်ဒီကိုမြင့်တာဟုတ်ကဲ့အဲ့ဒီမှာကျတော့အင်္ဂါစင်အကုန်တက်တယ်โอเคคุณน่ะเป็นนัมเบอร์1แน่ๆเลยนัมเบอร์2แน่ๆเลยอ๋อนัมเบอร์1เนี่ยเปียเราโบจุมุยไซส์ชื่อบ่เปียเอ่อดุติยาโบจุมุยอุหม่องนี่ก็ตัดเลยด้วยซ้ำตรุก็တော့ดีพับลิกไทม์มาด้วยมาอนุญาตชินนี่ยกชินกีตานะครับแล้วก็กงปุ๊ดเลย တကယ်တော့လာပြီးနှုတ်ဆက်တာမရှိဘူး။ဟုတ်ကဲ့။သူတို့ရဲ့ထုံးစံတိုင်းပဲသူတို့အောက်မှာပဲနေတယ်စားမယ်တောက်မယ်ကြည့်မယ်အဲတို့ဖြော်ပြေးလေးနည်းနည်းပါလား။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့လေးကြည့်မယ်ပြီးရင်သူတို့ပြန်တယ်နှုတ်ဆက်တာ။ဟုတ်ကဲ့။ဒါဘုရုတ်ခင်ကတော့ဒီသူတို့စားတောက်နေချိန်မှာတခါလဲလူမြတ်ရှင်တွေရှိနေပြီးရင်စားတဲ့ဘွဲမှာတယောက်ချင်းအရေးကြီးဟုတ်ကဲ့တယောက်ချင်းအဲ့တော့ကျွန်တော်မှမီလောက်ဆိုဦးမှာကိုဆိုင်တီဆိုင်ပေါ်ဗျာဆိုင်တီဆိုင်ဘုရုတ်ရောက်လာတဲ့ခါမှာပေါ့တော့ပါတော့အခုထီးဖက်လက်ရည်ဖက်လက်ရည်အခုထီးနေကောင်းလဲနော်အကျမကြီးကောဘာလို့လဲပြဆိုအဲ့ချိန်မှာ လူပညာရှင်တွေမှာအဲ့ချိန်တုန်းကလူအပ်ချက်ကဘာလဲဆိုရှိတယ်တချို့မင်းသားမင်းမီးကြတော့ဗျာဟိုနေခက်ခဲပေါ့နော်ဒါကတော့ချိုးရကြတာဟိုဟိုမင်းသမီးကြီးတွေမင်းသားကြီးတွေပြောတာမဟုတ်ဘူးလေဒီဇက်ရံတို့ဇက်ပုတ်လို့တွေကြတော့ဆင်းချိုးရကြတော့နေတိုက်ဟိုဘာခေါ်လဲအိုးရင်ဦးစီးရဲ့တက်ခန်းလေးတော့သူတောင်းကြတောင်းကျင်ကြတယ်ပေါ့နော်တချို့ကြတော့ဂျိုးဖို့အဲ့ကဂျိုးဖို့တအားရှာတယ်ဖိုးကအခက်ကမကင်နိုင်ဘူးလေအဲ့ဆိုတော့ဆယ်လူလာရပါလေဆိုတော့အဲ့ခက်တော့လာမပေါ်သေးဘူးနောက်မှနောက်မှပေါ်တယ်ဆယ်လူလာပြီးမှ အဲဘာကြောင့် GS ရနောက်ဆုံးမှာထားပါတော့အဲ့တော့ဟိုဒီကဘာပြောလဲဟုတ်ကဲ့ဟုတ်ကဲ့ဒီကမှာဆင်းပြပါလေဘုကျိုးပေါ့ဟိုကျွန်တော်တို့ဘာလို့အလဲလို့နေတဲ့ခါကြမှာပါဟိုဒီကကျွန်တော်တို့ကလူပြချင်းစင်းတော့ဘုကျိုးရဲ့တဲ့ဟိုကျိုးဖုံးလေးရောကျွန်တော်တို့ရှိကျင်တယ်လိုကျင်တယ်ပေါ့နော်ကျိုးချောက်လည်းခက်တယ်ဘုကျိုးတဲ့ကျိုးဖုံးလေးရှိမှကျွန်တော်တို့ပူဆင်းပြတာပေါ့လူပြသမားလေးဟာမရှိဘူးလားဟလားဟာဒါတော့ပြရမှာပေါ့ဆိုပြီးတော့တက်ပါ PS ကိုချက်ချင်းဟေးမမမဘုဒီဘုဒီကျွန်တော်တို့ဆက်နှုတ်ဆက်မယ်လေအဲ့တော့ဟိုရောသူ ဟိုကုတီကိုသူလိုချင်တာလိလိစားပဲမှာကုတီစိတ်မပူနဲ့နော်ကျွန်တော်လုပ်ပေးမယ်နောက်တစ်ယောက်တော့အဲ့လိုပဲကျွန်တော်လည်းဒါတော့တေးစံတော့သူဆိုခဲ့တီးရချာဆိုကုစိုက်တီးစံကုတီရှိမယ်ငင်းကြီးကျွန်တော်မှတ်မိတော့ငင်းကြီးရယ်အာသမီးကြီးဘာညာလဲတွဲလဲငင်းကြီးနာမည်ကြီးကိုအင်္ဂလိပ်စိတ်တော့ဟေးဆန်နေကောင်းလဲဘာညာပြောပြီးတဲ့ခါမှာသမီးရောဘာကြီးခဲရှိလဲဘာကြီးလိုရလဲပြောပါပါဘာဟုတ်ကဲ့ဘောကသမီးလိုရလဲလေနုပြရစင်ဆိုတော့ကျိုးဖုံးလေးပေါ့အာမရှိကြဘူးလားဒါလိုအပ်တာပေါ့နုပြရစင်နေဆိုတာတို့ရဲ့ တိုင်းပြူပြူတိုင်းပြည်တဆော်ရေးမှာဒရက်တာပါဝင်ကြတဲ့ရွှေရှင်ဂီတာကအဘဒီလိုပဲချက်ပြီးအားလုံးဖြည့်ဆည်းပေးရမှာပေါ့ဆိုတော့တထိုင်နဲ့တော့ဆိုတော့တူးတက်တယ်တင်ပြဆရာမလို့အတက်ကိုပြန်ပြန်ပြောတထိုင်နဲ့ပြောရတယ်အဲ့မှတ်မှတ်ပေါ့နောက်ကပြည့်စလဲမှာအဲ့လိုပေါ့ထားပါတော့အသီးသီးပေါ့ဟိုရွှေရှင်ဘက်ကကြောက်ကြောက်ကြားလိုက်တာတော့ဟိုဘက်နည်းနည်းစပွဲပိုင်းဝေးတဲ့ခါမှာတောင်းကြတာပါတောင်းကြတိုက်ခန်းတောင်းတယ်ဒီလိုနေရနေရခက်ခဲရှိတယ်ပေါ့ဟိုရင်ဦးစီးတက်ခန်းလေးတက်ခန်းလို့တော့ လူကျင်နေပါညာဟိုအဲ့လိုပဲပြီးချက်ချင်းဖြစ်ချင်းအဲ့ဒီအောင်လို့ non name ပြကြကျွန်တော်ကကိုတီးနေအဲ့တော့ဓမ္မဝိရလမ်းမှာကြောင်ပြောပါနေတယ်ဟုတ်ကဲ့အိမ်နည်းနည်းနီးတယ်ဟုတ်တော့ manager တော့နောက်တနည်းမနဲ့ချက်ချင်းလာစကျိုးတွေစင်နေတာကျိုးတွေကျိုးတွေဘာဘာ handphone အတွက်ကျိုးဟုတ်ပါဘူးဟိုကျိုး phone ပေါ့ကျိုး phone အတွက်စက်တွေကျိုးကြီးစင်ဟာမြန်လိုက်တာတခြားလူဆိုလမ်းနဲ့ချီနှစ်နဲ့ချီကြာတယ်ခက်ခဲတယ်ပြောတာပြောချင်တာသူ့ရဲ့ဟွာကြီးက တာဝန်ယူဖို့ကြောက်စရာဟုတ်တယ်ချက်ချင်းတော့ချက်ချင်းချက်ချင်းဟုတ်တယ်လာပြီဟောညီကြီးလည်းမေးကြည့်တော့ဟာညီကြီးဖုန်းရပြီတဲ့အဖုန်းနေနဲ့ဆက်နေကြပြီတို့ကြီးဆိုတာတော့တခြားလူမင်းကြီးဟိုပါလဲခုနကပြောရှင်ပဲကြည့်ရတော့တိုက်ခန်းနေရသွားကြပြီတဲ့အဲ့လိုပေါ့လူပဲလူကြီးဆိုတာစိုးခဲစီညင်းစီဟာရှေ့ရမှာလေစိုးပြီးတော့ချက်ချင်း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 အကောင့်ထဲပေါ့ချက်ချင်း action ချက်ချင်းလို့ပြီးတော့အဲ့အဲ့ဒါဘာနဲ့တူလဲဘာနဲ့ဆိုင်တော့အဲ့ခေတ်တော့အဲသူတို့ရဲ့ဘာခေါ်မလဲ လုပ်ငန်းတာဝန်ခွဲမှုပေါ့နော်တာဝန်ယူတာဝန်ခွဲလုပ်ငန်းတာဝန်ခွဲမှုလည်းဆိုင်တယ်တာဝန်သူကဘာမှပြန်တင်ပြပြရမလို့လုတ်ပိုင်ခွဲလုတ်ပိုင်ခွဲလည်းဆိုင်တယ်အဲလုတ်ပိုင်ခွဲအပြည့်ဝပေးထားတာပေါ့ပြီးတော့ကျွန်တော်တို့မြင်လာဆိုလဲကိုမျိုးစွာကြီးရတာဘူဂျူကြီးခင်ရဘူဂျူဘူဂျူခင်ရဘာယူတော့တာတွေ့တယ်ဆက်ပြီးပေးရမှာမဟုတ်လေအန်ဖုန်ပဲဖြစ်စေဂျိုးဝင်ဖြစ်စေဝိရဲ့ဦးစီးဟောဖြစ်စေ ဟိုအစိုးရဇီတော့တွင်းရတာပေါ့ဒါပါဒါပါစကားပြီးတော့ပုံပေါ်ဆိုတာကျူဖိုးကလည်းနှစ်သိန်းလား၅သိန်းဒါတော့တွင်းပေါ့နော်ဟုတ်ကဲ့ဟိုအိုးဦးစီးဆိုလည်းတိုက်ခံဘလောက်လဲတသိန်းနဲ့တခုအဲ့ခစ်ကတော့အဲ့ဇီလောက်ပေါ့တွင်းရတာပေါ့ဗျာအလကားပြီးတော့တို့တော့တွင်းထည့်ပေးရမှာမဟုတ်ဘူးတို့တော့သူ့ရဲ့သူ့ရဲ့အစိုးရပေါ့သူ့ပါဝင်ပေါ့နော်သူ့ရဲ့ဒီနဝတအစိုးရကြီးပေါ့ချစ်ခင်တိုင်ဟောစီဖြစ်သွားတော့ဗျာလေးစားတော့ဗျာဒါစီယုံရွေးလေဒါစီယုံရွေးပဲသူက သူ့ရဲ့ရင်ထဲမှာတော့ तू อ่ะဒီတာဝန်ယူမှုတာဝန်ခံမှုစိတ်သက်ရှိမှဒါလုပ်လို့ရဟုတ်တယ်ဟုတ်တယ်တာဝန်ယူမှုတာဝန်ခံမှုရှိငါလုံးဝမဟုတ်တာငါလုံးဝမဟုတ်တာငါနဲ့မဆိုင်ဘူးလေမင်းမင်းမင်းမှာဖုံးသုံးမှုမရှိတာငါနဲ့ဘာဆိုင်လဲမင်းမင်းစက်တွေတွားလျှောက်ဖို့ပြောရင်းတယ်ရတော့ရတာပေါ့နော်ရတာပေါ့ဒါကြောင့်မို့လဲအခုအဲ့ဒါကြောင့်မို့လေဒီဒီနဝတဘယ်ရဒါဆရာနာယနဝတနာယကပေါ့နော်ဟုတ်ပဲတူတူပါပဲနာပါတူတူပါပဲဒါပေမဲ့ဒါကြောင့်မို့ तू อ่ะကျွန်တော်ထင်တယ်လေ1988ကနေစပြီး2010အထိ22နှစ်တာကာလအလောက်အတွင်းမှာ တိုင်းပြည်ကိုဘာမှယူရင်းမှုမရှိအောင်သူတို့တည်ငြိမ်ရင်းနဲ့လှုပ်သွားနိုင်တာလေဒါကတော့ဟိုဟိုဒီဟာတို့ဒီအဖွဲ့ကိုဒါကြိုက်တဲ့လူတွေရှိရှိမယ်မကြိုက်တဲ့လူတွေရှိမယ်တက်ခက်တဲ့ရှိမယ်ဒါကတော့သူ့ရဲ့ personal life လေးမတက်နိုင်ဘူးဒါကတော့သူကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ကြုံတွေ့ရတဲ့နေမှာတော့မြင်တာတော့ဒါမျိုးမြင်တာပေါ့သူတို့ဒါမျိုးတာဝန်မှုတာဝန်ခံမှုရှိလို့ဒီလို stay away ကောင်းလို့အော်ဒါကြောင့်မို့20မိနစ်တာကာတော့တိုင်းပြည်ကိုငြိမ်နေအောင်ထိမ့်ပြီးတော့ငြိမ်နေအောင်ထိမ့်ပြီးတော့ဟလား ဟိုဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုသွားနိုင်တာပေါ့နော်ရှိတယ်ဟိုမှာဟိုမှာဒါဒါဒါကဘုဂျွေးခင်ရဲ့ပတ်သက်တဲ့အမှုပညာရှင်တွေစိုက်မှာလို့ပါဒီကတော့ဘုဂျွေးခင်တာဝန်ယူပါဦးဟုတ်ဟိုဘုဂျွေးမီးတန်းရှင်ဆိုတဲ့ဒီနံပါတ်1ကြီးဆိုလဲစေမျောင်းနေအများကြီးတာဝန်ရအများကြီးခုနကလမ်းနေဟုတ်ကဲ့တရားတွေအများကြီးပေါ့ဆက်ပြောပြောနော်ကိုယ်တော်မှမကြည့်နိုင်မတွက်နဲ့အများကြီးပေါ့အများကြီးပေါ့ဒါပေမဲ့သူမမမင်းကလည်းထောက်ပြောဦးဒီကတော့သူတို့ဆရာရှိတယ်အများကြီးလို့ဆိုတော့နောက်ဆုံး သူတခါမှဝင်မထိုင်ွားဘူးတဲ့တမတာအင်တော်တွေလွတ်တော်တွေလုပ်ပြီးသွားတယ်နောက်ဆိုလိုတာလာမဲ့ဒီမိုစီနိုင်ငံတော်တကြီးချီတက်တဲ့ခါမှာနောက်လူတွေနိုင်ငံရေးသမားတွေထိုင်မှုဆိုပြီးသူဝင်မထိုင်ွားဘူးနောက်ဖြစ်ကြည့်ဖို့ကောင်းတယ်နောက်နောက်ပြီးတော့တိဆောက်သွားတော့ပြောတာပါဘယ်လိုတော့တည်အောင်တည်ငြိမ်အောင်နောက်တစ်ခုက तू ကစစ်သားဖြစ်တဲ့အတွက် तू ကဟိုဟိုခွာစစ်စင်နဲ့ဒီမဲ့တိတ်ကောင်းတယ်ဘာလို့အဲ့ချိန်မှာကျွန်တော်တို့မထင်းဘူးလေ2010ဆိုတာတိုင်းပြည်ကညေဝဲပြပြပြီးတော့အာ तू तू တောက်လျှောက် तू ရဲ့ဖုံးတကူအာနာ အတက်ဆုံးအချိန်မှာအတက်ဆုံးအချိန်မှာသူပြဆိုသူခွာလိုက်တဲ့ဟာသူ့ရဲ့ဒီဥပိ္ပခာတရားဆုံးခွာနိုင်တဲ့တရားနော်ဆုံးခွာနိုင်တဲ့စွန့်ရည်ဒါပြီးနောက်ပြီးတော့အာနာမမက်တဲ့စိတ်မမက်တဲ့ဒီချိန်မှာဒါလှုပ်တဲ့နေတယ်လို့ဆိုသူကလှုပ်ကိုလှုပ်တာပေါ့နော်ပြီးတော့လှုပ်ပြီးပါဆွန့်ကြဒီခုရှိတာဗောလေသူ့ရဲ့ရိုမက်တိုင်းတော့ပြီးတဲ့တူရသူတာဝန်ယူရတယ်ရိုမက်ပြီးမှကုစီကျူရှင်ပြီးမှကိုကြီးကြီးကို reference လုပ်ပြီးမှစနစ်တကျအာနာပဲပြောင်းပြီးတော့ညင်ညင်သာသာဖြစ်နေတယ်။ဘာမှဟိုဘာလဲ ဟိုပရီဘက်ကတွေမရှိဘူးเนาะဟုတ်ကဲ့အင်မတန်ဒါကတော့ကျွန်တော်တို့ကဒီချိန်မှာယုတ်တည့်ရပြောရင်တော့ဒီဘက်ကဟိုဒီပေါ့နော်ဟိုဝိဝါဒကွဲပြားပြီးပရီဘက်ကတွေညားတဲ့ချိန်ကြီးဟုတ်ကဲ့ပြီးတော့ဟိုစစ်တပ်ကလည်းတော်တော်ပြည်သူတော်များများအထင်တွေလွဲနေကြချိန်မှာဆိုတော့ကျွန်တော်တို့ကဒီစစ်ကောင်းဆောင်ကြီးတွေကိုတရှင်းနေဝတ်ဆောင်ကျွန်တော်တို့ကဖားပြီးပြောတဲ့အထင်တွေပဲကျွန်တော်တို့ကျွန်တော်တို့ဗာမီကိုတခုမှလည်းမရခဲ့ပါဘူးဘာဆယ်လူလာဘာဟန်ဘောလည်းတော်တော်မရခဲ့ပါဘူးခုနကဟိုတီးဆိုတာဒါဟို ရပါသားဒါရသင့်ပါလို့ဒါပြောချင်တာကျွန်တော်လည်းအခွင့်ရေးပါခုမရခဲ့ပါဘူးအခုပြောနေတာကျွန်တော်တို့ကအဲ့လူကြီးတွေဖားနေအဲ့လူကြီးတွေကလည်းအာဏာမရှိတော့ပါဘူးဖားစရာလည်းအကြောင်းကြီးသို့တော့အတိတ်ကအဲ့ဒီလူကြီးတွေကတင်းဝတ်ပေါ့နော်ကျွန်တော်ပြောချင်တာတင်းဝတ်ကြီးနဲ့ချီတက်သွားတာပါဥမာထားပါတော့ဦးသက်ချွေကသူ့လို့သူလုပ်တယ်ဥမာဝေးကစည်ရေးတွေလုပ်တယ်ဥခင်ကျော်ကနိုင်ငံရေးဆက်ရှင်ပေါ့နော်စီယုံနဲ့နိုင်ငံရေးတွေသွားတယ်ခုနပြောတဲ့အဲ S2 ဆိုပါလေအထူးဆက်ရှင်မူလာမသိဘူးခုနပြောတဲ့ S2 နဲ့ခုနပြောတဲ့ဒူးချုပ်ကစည်ရေးတွေတာဝန်ယူတယ်အဲ့ဒီဒီဆောက်ရေးတွေမဟာဗျူဟာကြီးတွေကို ဟိုနံပါတ်1ရတောင်းယူတယ်နိုင်ငံရေးနဲ့ခုနပြောတဲ့အမှုပညာစီရင်ရေးနယ်ပယ်မှာဥက္ကဉ္ဇောကဘာမှလက်ကြည့်စရာမလိုတောင်းယူပြီးတော့လှုပ်သွားတာတွေကတင်းဝက်ကြီးနဲ့သွားတဲ့အတွက်အင်မတန်အဲ့တော့ဘောလုံးသိန်းလို့ပေါ့ဗျာဟိုခစ်တော့ဆိုတော့ကျွန်တော်တို့မိခဲ့တာကျွန်တော်တို့ကဘောလုံးသိန်းဘာသာမပေါ်တော့နံပါတ်သိမ့်မမှတ်မိကျွန်တော်တို့ခစ်ကတော့မာရာဒိုနာဘာလို့လဲတို့ကြော်တဲ့ပတ်ကံလားလေနာမည်တော့ကြည်တယ်တော်တယ်လေတော်တယ်ပူပူတေးတေးလေးလားတော်တယ်တော်တယ်ဒါပေမဲ့ဒီဘက်ခင်မှာနေစစ်နေပြောင်းလာတော့ တင်းမနဲ့ပဲသွားကြတယ်မှန်တယ်မှန်တယ်ဘလို့တော့ကျွန်တော်ကဘောလုံးဓမ္မဟောတယ်မပြောကြဘူးတော်တယ်ဖုတ်ဘောဖြစ်သွားတာပေါ့ဒါပါတော့ဘောလုံးမှာကျတော့တင်းမနဲ့သွားဟုတ်တယ်တင်းမနဲ့ဒါမှကိုတွင်းနိုင်တဲ့လူကိုအားလုံးကပံ့ပိုးပေးရတယ်လေအဲဒီဘက်ကတိုက်စစ်တေဆိုင်လဲကိုသမားသူ့တာဝန်သူယူဆိုတော့တာဝန်ခွဲပြီးယူရတဲ့ဟာမှာတင်းမကြီးကတိတ်ရေးကြီးတယ်တိုင်းပြည်တိဆောင်ရပါလေနိုင်ငံရေးပဲဖြစ်စီကျွန်တော် music မှာဆိုလဲကျွန်တော်တို့အ ਨੇ ဆုံးကျွန်တော်တို့တီးပတ်ရ၄ယောက်တီးကြတယ်ဒါဆိုမပါဘူးဆိုရင်ဒီဘက်ခေတ္တမှာကျွန်တော်၄ယောက်ကကိုတာဝန်ကိုယူယူရတယ်လေတင်းမနဲ့ပါတရားရောက်ကကိုတာဝန်မကျင်းအဲ့တီးပတ် မကောင်းပေါ့ဗျာညံ့တယ်ပြောခံရတာပေါ့ဒါမှညံ့ရင်ဖြစ်စီလီတမားညံ့ရင်ဖြစ်စီချွတ်ချော်နေမယ်ဆိုရင်ဒီဘိုင်းကောင်းတရားမဒီဘိုင်းကောင်းတစ်ခုပဲဖြစ်လာမှာပေါ့လေးယောက်ကလည်းဟန်ချက်ညီသွားတယ်လို့ဟိုဘလုံးသင်းဆိုလဲစတိယောက်တယ်နော်စတိယောက်စတိယောက်ဒီမကကြီးနဲ့သွားတယ်ဒီမကကြီးနဲ့ဆိုရင်ပိုကောင်းတယ်ပေါ့နော်ဒါလေးလည်းမြင်မိတယ်ဗျခုနကကိုပြောတော့ဟိုကလည်းဘာညီခွဲလည်းမရပါဘူးဖုံးလည်းမရပါဘူးကျော်ရဲနော် ကိုထောင်နှောင်းချသွားတာမလားဟုတ်တယ်မလားဘယ်လိုကြီးခင်ညွှန်မဲ့ကြီးခင်ညွှန်မဲ့အခုထောင်ချသွားလို့တယ်မလားဒါပေမဲ့အခုဘာကြောင့်သူ့ကိုဟိုကောင်းတာတွေပြောဆိုသူလုတ်သူလုတ်တဲ့ချိန်မှာကျွန်တော်တို့ကချစ်ချင်းမုန်းချင်းကျွန်တော်လည်းမရှိပါဘူးသူလည်းကျွန်တော်ကိုမုန်းလို့ထောင်ချတာမဟုတ်ပါဘူးသူကျွန်တော်တို့သူ့ချီသူ့ရဲ့မူဝါဒတွေနဲ့ ျွန်တော်တို့မကန့်ညီတဲ့ခါမှာအာဒါအစိုးရမှကတော့စန့်ကျင်တဲ့အတွက်ဒါသူ့လို့သူလုပ်တဲ့သူကျွန်တော်တို့ကလည်းအာဃာတမရှိဘူးဟုတ်ကဲ့ဒါပြီးတော့ဒါမဲ့သူ့ရည်ချင်းကိုကျွန်တော်တို့ကကျွန်တော်တို့ထောင်ချချာမချချာသူ့ရည်ချင်းတော်လေအောင်တော့ကျွန်တော်တော်လေပဲပြောမှာပေါ့ဟိုညံ့နေလဲညံ့နေပြောရမှာလေဒါပေမဲ့တိုင်းပြည်ဒီဆိုင်မှာသူတို့တွေတင်းဝက်ကြီးကတော်ခဲ့တယ်ပေါ့ဒါအောင်တော့ကျွန်တော်တို့ကအတိမတ်ပြောရမှာအဲ့ပုံမှာတော့ကျွန်တော်တို့ထောင်ချခဲ့လို့ဆိုပြီးရှောက်ပြီးတော့မကောင်းစကားတော့ပြောလို့မရကောင်းတော့ကောင်းတယ်ပြောမှာပါဟုတ်ပါတယ်ဒီတမန်ကိုလက်ဆင့်ကမ်းတဲ့ခါမှာ ခုလူငယ်တွေကျွန်တော်လက်ဆင့်ကမ်းပေးတဲ့ခါမှာတိုင်းပေါ့တမိုင်းချက်လက်အမှန်လေးတွေဟုတ်ကဲ့လက်ဆင့်ကမ်းပေးချင်တာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကသူတို့ဖားနိုင်မို့သူတို့လည်းအာနာမရှိတော့ဘူးသူလည်းအာနာမရှိတော့ဘူးကျွန်တော်ဘွေကြီးခင်ကျွန်တော်မြေခွက်လာပေးနိုင်စွမ်းလည်းမရှိတော့ဘူးကျွန်တော်လည်းဘာမှရာဘူးထိုးပေးတယ်လည်းမရှိတော့ဘူးကျွန်တော်တို့ကမဟုတ်တော့ရာတက်ကလည်းထွက်လာပြီတက်ကလည်းထွက်လာပြီဒီမှာတော့ဖြစ်နေတာဟောပြောချင်တယ်အဲ့ဒါလေးပါလူငယ်တွေသိချင်တယ်တမိုင်းချက်လက်အမှန်လေးတွေကိုတင်ကန်းစာယူချင်တာဝယူရှိလူကြီးတွေရဲ့ဒီအင်တာဝယူခဲ့တဲ့ချိန်မှာတာဝယူမှုတာဝန်ခံမှုလေးတွေအင်မတန် လေးစားကြရကောင်းတယ်ကျွန်တော်တို့ထောင်ချပြပေးမယ်ကျွန်တော်ဒီလူကြီးကိုဒါအခုချိန်ထိလေးစားသေးပါတယ်နော်ဟိုချစ်ချင်းမုန်းချင်းတွေမပါပေါ့ဒါလေးလေလူငယ်တွေဟိုအတူယူစီချင်ပါလေအလွတ်လွတ်တဲ့ခါမှာချစ်ချင်းမုန်းချင်းတွေဖယ်ပြီးတော့ဥတန့်ရွှေကြီးလို့ပေါ့ဥပိ္ပခာတရားလေးနဲ့ဒါတရားတွေမှာပါလာနေတယ်ဖြစ်ပါတယ်တိတ်မြင့်သွားမယ်ဥပိ္ပခာတရားလေးနဲ့ချစ်ချင်းမုန်းချင်းအစွန်းနှစ်ဖက်လွတ်ပြီးတော့တန်းပြီဒီဆော်ရီးတွေမှာအတူတူလက်တွဲတိဆောက်ချခြင်းအားဖြင့်တန်းပြီလေတူတက်ငင်းချမ်းဘဝပြင်းငင်းချမ်းပါစေပေါ့ဗျာဒါလေးပြောရင်းနဲ့ ကျွန်တော်မြန်မာနေရှင်ဘွိုက်စ်နိုင်ငံရေးသမိုင်းတစ်ခေတ်ရှင်းအောင်နောက်ပြည့်အစီအစဉ်တွေနေလှုပ်ဆက်လိုက်ပါလေဗျာဆက်ပါတယ်ဟုတ်ပါမြန်မာနေရှင်ဘွိုက်စ်